ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအားလုံးမင်္ဂလာပါနော်။တောက်ကြသားသမီးများအတွက်ပတ်စဉ်တောက်ကြနေ့ညနေ6:00နာရီဆိုရင်ကျွန်တော်ပုံမှန်တင်ပေးနေကြဖြစ်တယ်။ဒုက္ခကျပွင့်တဲရောနမိတ်။အဲတဲရောကန်ခုနှစ်ကတ်ချပြီးတော့ကန်ဒီမှာဖတ်ကြပြီးမှာဖြစ်ပါလေ။တောက်ကြသားသမီးတွေအတွက်ကြတဲ့တဲရောနမိတ်ရာဆိုရင်နော်အရှင်ပြန်ထမြောက်ဆိုတဲ့နမိတ်ဖြစ်ပါလေ။ရှင်ပြန်ခြင်းထမြောက်ခြင်းတဲ့။ဒီနေ့ကကြတော့ကျွန်တော်တို့တဲရောကတ်တွေထဲမှာဆိုရင် အာကောင်းတလားတဲ့မှာရှိတဲ့လူသေးတွေပေါ့နော်အဲသူတို့ဟာကောင်းငယ်ကတမန်တော်ကတပုတ်ခရာမှုတ်တယ်တဲ့အဲ့လိုမှုတ်လိုက်တဲ့အတွက်လူသေးတွေကပြန်ပြီးရရှင်လာတာပေါ့အဲ့ဒီနမိတ်သင်္ကေတဖြစ်ပါတယ်ရှင်ပြန်ထားမြောက်သူ့ရဲ့ဟိုသူ့ရဲ့ key point key word ဆိုတော့စကလုံးဟာဆိုရင်တော့အောင်းနေပြန်ပြီးတော့ရှင်သန်ထားမြောက်လာတာဖြစ်ပါတော့တရားတော်တွေပါကြီးတဲ့အခါကျတော့လူတယောက်ကကံကြမ္မာကောင်းနေဆိုရင်ကျွန်တော် ျွန်တော်ကဒီတော့မပြောပါဘူးဒါပေမဲ့ဒီလိုရှင်မြန်သားမြောက်ဆိုတဲ့နမိတ်ကကြတော့စိုးရံနေပြန်ကောင်းလာမျောလင်းချက်မေရာနေမျောလင်းချက်တွေပြန်ရှိလာအချိန်တွေရင်းရင်နေရတယ်အချိန်တွေကအသက်ရှူပေါက်ရသွားအဲ့လိုနမိတ်မျိုးကြတော့အဲ့လိုနမိတ်မျိုးကြတဲ့ခါကျတော့ကျွန်တော်ကဟိုပြောရတာဘုံမနေပြောရတာကောင်းတဲ့ကတ်တွေကြတာနဲ့တော့ပို့ပြီးတော့ပြောပါသေးတယ်နော်အဲ့တော့နေ့စဉ်နဲ့မြာကျွန်တော်တို့ဒီမှာရောက်ရှိလာတဲ့ဧည့်သည်တွေထဲမှာဆိုရင်လေအာမိမိတို့အကြောင်းကိစ္စမျိုးစုံတွေဒီမှာ လာကြတာပေါ့အဲ့ဒီမှာကျွန်တော်ရှင်ပြန်ထမြောက်ဆိုရင်ကျွန်တော်တော့အဲ့သိပြီးတော့ပြောပါတယ်အဲ့တော့တာကြသားသမီးတွေတွေရှင်ပြန်ထမြောက်ဆိုတဲ့နမိတ်ကြတာပေါ့နော်သူကဆိုးရနေပြန်ကောင်းနေတဲ့အဲ့တော့အလုတ်ကင်တွေအဆင်မပြေရာကနေပြီးတော့ပြန်အဆင်ပြေလာမယ်အလုတ်တွေထွက်ရတော့မလို့ဖြစ်နေရာနေပြီးတော့အလုတ်ကမြဲသွားမှာပေါ့နော်နောက်အလုတ်တွေမကောင်းရာနေပြန်ပြီးတော့ကောင်းမယ် ိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတယ်တောက်ကြသားသမီးတွေဆိုရင်အလုပ်တွေရရတော့မလို့လို့ရရတော့မလို့လို့ဖြစ်နေရနေပြီးတော့ပြန်ပြီးတော့လဲပတ်လာတာမျိုးတွေဖြစ်ပါနောက်ကွဲကွာနေတဲ့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ပါတနာမိတ်ဆွေတွေနဲ့ပြန်နေပြီးတော့ဆုံးတွေ့ရလုံးဝမလုပ်ဖြစ်တော့ဘူးလို့ထင်ထားတဲ့အလုပ်တွေကပြန်ပြီးတော့လုပ်ဖြစ်တတ်တယ်။သူ့ရဲ့အသေးပေကအဲ့ဒီအသေးပေပါပဲ။နောက်ဒါကြောင့်မလို့ကျွန်တော်တို့ တောက်ကြသားသမီးတွေမှာမိမိတို့ရဲ့စီပွားရေးတွေမိမိတို့ရဲ့အလုပ်အကိုင်းတွေအကြံတွေစိတ်ကူးတွေလို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားအဲ့လိုမျိုးစိတ်ထဲမှာရှိနေတယ်ဆိုရင်တော့လှုပ်ကိုလှုပ်တင်ပါတယ်နောက်ဆုံးအချိန်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်အထိမျောလင်းချက်မမဲ့ပါနဲ့လို့ပဲပြောမှာပေါ့နော်အဲ့တော့နိုင်ငံခြားကိစ္စတွေထင်ကုန်နေတာကြန့်ကြာနေတာတွေရှိတယ်အဲ့ဒါတွေပြန်ပြီးတော့စီစဉ်ဆောင်ရွက်ရရနာရတော့မလို့လို့ဖြစ်နေတဲ့စီးပွားရေးလုပ်ငန်းတွေပြန်ပြီးတော့ ောင်းမှာပေါ့အဲ့တော့ပြောချင်တာတော့စိုးရနေကောင်းမယ်လို့တောက်ကြသားသမီးတွေကမှတ်ထားမှာပေါ့နောက်ဆွေမျိုးသားချင်းနောက်ဆွေမျိုးသားချင်းနေနဲ့ပတ်သက်ပြီးတော့ကဘာလုံးနမိတ်ပေါ့နမိတ်တိုင်းဆိုရင်ကောင်းပါတယ်အဲ့တော့မိသားစုကဏ္ဍတွေဆွေမျိုးသားချင်းနေနဲ့ပတ်သက်တဲ့ကံစားတာတွေမှာဆိုရင်ပူပန်တော့ကကင်းကင်းနဲ့အစဉ်ပြေမဲ့ကံစားတာမျိုးတွေရှိတယ်နောက်လူမှုရေးမှာတော့နည်းနည်းလေးသတိထားမှာပေါ့နော်သူများ လူမှုရေးမှာကြတော့လူတယောက်ကဒုတ်ဆယ်ချောင်းကိုထမ်းပြီးတော့မနိုင်ဝင်ထမ်းနေတဲ့ကံကြမ္မာနမိတ်ကြတော့အဲ့တော့လူမှုရေးကြောင့်တောက်ကြသားသမီးတွေကအဆင်မပြေဖြစ်တတ်တယ်။သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။သူများဖြေရှင်းရမယ့်ကိစ္စကိုကိုယ်ကလိုက်ပြီးတော့ဖြေရှင်းနေရတတ်တယ်။သူများကိုကုညင်းကုညင်းနေအဲ့ဒီပြဿနာတွေအဲ့ဒီအရှုပ်ထုပ်တွေထဲမှာကိုယ်ပါရောပြီးတော့ဈာညတ်သွားတတ်တယ်။ မနိုင်ဝင်ထမ်းတတ်တာပေါ့နော်အဲ့တော့အာနာရာတနာရာကိုအကြောင်းပြုပြီးတော့အစင်မပြေဖြစ်တတ်တယ်ပတ်စံချီတာငါသာအာမခန္ဓာလေးလုံးဝမလုံသင့်ဘူးတဖြည်းဖြည်းဒုက္ခအခက်ခဲကြုံတတ်တယ်နောက်ငွေချင်းနဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကန္တရာတဲ့သူအရှင်ပြန် justice ဆိုတာတရားမြတ်တာပေါ့နော်တရားမြတ်တာလေဆိုတော့ကန္တရာကောင်းမှာ ငွေကြေးကိုအကြောင်းပြုပြီးတော့တဲ့ယုံယုံအမှုခက်အဲ့လိုမျိုးလေးတွေဂျုံသွားတတ်တယ်အဲ့လိုဂျုံပြီးတော့မှပဲထူးထူးဆန်းဆန်းအဆင်ပြေသွားတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်ငွေကြေးနဲ့ပတ်သက်ရင်မဖြစ်မနေဖြည့်ရှင်းရမယ့်ပြဿနာပေါ်တတ်တယ်အမှုအခင်းလိုမျိုးဖြစ်တတ်တယ်တရားဥပဒေနဲ့ဖြည့်ရှင်းရတဲ့အခြေအနေမျိုးတွေဂျုံသွားတတ်တယ်ဒါမှမဟုတ်အဆင်ပြေသွားတာမျိုးဖြစ်တတ်ပါတယ် ော့ကျမ်းမာရေးတော့နည်းနည်းတောက်ကြသားသမီးတွေကနည်းနည်းသတိထားသင့်တယ်ပေါ့နော်ကျမ်းမာရေးလေးဒီကာလတွေမှာနည်းနည်းခြုံကြတတ်တယ်နည်းနည်းညံ့တတ်တယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတာတာတွေမှာတော့ကောင်းပါတယ်အောင်မြင်မယ်။နောက်အထူးအရန်ကောင်းတာပါလဲဆိုတော့အခြေအနေတော်ကြီးပါပဲ။သူကခွဲပလား6လုံးဆိုတဲ့နမိတ်ကြတာပေါ့။ပန်းမွင့်တွေထည့်ထားတဲ့ခွဲပလားကိုပေးနေတယ်။ကံနေနေတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ အဲ့တော့တောက်ကြသားသမီးတွေဟာအခြေအနေတော်နဲ့ပတ်သက်ရင်ကံတရာကောင်းတယ်ကံကြမ္မာပွင့်လန်းတယ်စမ်းပွင့်မယ်ခြေသူမရှိသေးရင်ခြေသူရမယ်စေတ္တကြောင့်လန်းကိတာမင်္ဂလာကိတာတွေအောင်မြင်မှုရတတ်ပါတယ်အဲ့တော့အားလုံးအချုပ်ကုန်သုံးသပ်ရင်နည်းနည်းသတိထားမှာကနှစ်ပိုင်းပေါ့နော်တစ်ပိုင်းကကြတော့လူမှုရေးကဏ္ဍတွေမှာအာနာလို့ခါပါတတ်တယ်ဒါညမနေ့ကတော့ကျမ်းမာရေးလေးပေါ့အကောင်းဆုံးကတော့ခုနကပြောတဲ့ရှင်ကြံထားမြတ်အဲ့ဒါရန်ကောင်းပါတယ် တော့တရားသာသမီများအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အပြာရောင်နဲ့အနီရောင်နဲ့ကောင်းတာပါ။နောက်ဒီတို့ဓာရီကံသမဲတို့ဓာရီဝန္ဒနာပါတဲ့တောက်ကြသာသမီဆိုရင်6စတေဆုံးတော့နော်တေဆ6ဆုံးစတဲ့နံပါတ်တွေရှာပြီးတော့တို့ပါ။မြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကိုတဲ့တခြားပကံတပကံကတ်လို့ပူဇော်ပြီးတော့ဆုတောင်းလိုက်ပါ။တောက်ကြသာသမီတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံသာတာအညံ့ကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါလေ။ တောက်ကြသာသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူရာဆန္ဒတလုံးတဝါတဲ့ရရှိနိုင်ကြပါစေ။ကျန်းမာအောင်ဆောင်နှင်းညွှတ်ကြပါစေလို့။အကြီးတော်မင်္ဂလာချမ်းနေလိုက်လိုက်လေလေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။